င်္ဂလာပါရှင်စစ်သားအာဏာသိမ်းပြီးနောက်လူမြောက်လာတဲ့အညာဒေသကနေမြေတွေမှာရှိတဲ့ပြည်သူတွေအင်တာနက်ကိုဘလို့သုံးဆွဲနေကြပါသလဲအရခတ်သက်တော်အေအေးထိတ်ချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းပုံနှကျိုးမြို့နယ်ကကြေးရွာ90ကျော်မှာတောက်တုံးကြီးအခက်ခဲနဲ့ရင်ဆိုင်နေရပါတယ်ရွေးကောက်ပွဲအတိမတ်ပြုမှုရဖို့စစ်ကောက်စီကမြမအမျိုးသားလူအခွင့်ကော်မရှင်ကိုဘလို့အတုံးပြုနေပါသလဲ ဆရာနာသိပြီးနောက်ဖုန်းလိုင်းနဲ့အင်တာနက်ဖြတ်တောက်ခင်ရတဲ့အညာဒေသကပြည်သူတွေဟာဒေသအတွင်းနဲ့နိုင်ငံတော်ဝန်ကတည်င်းအချက်လက်တွေရရှိဖို့ခက်ခဲလာခဲ့ကြတယ်လို့ဆိုပါတယ်ခက်ခဲမှုတွေကြာကပြည်သူတွေဟာလက်ရှိအချိန်မှာတော့တည်င်းအချက်လက်တွေကိုနီးပညာအကူအညီတွေနဲ့ပြန်လည်ရရှိနေကြပြီလို့ပြောပါတယ်။လက်ရှိအချိန်မှာအညာပြည်သူတွေတည်င်းအချက်လက်တွေကိုဘလို့ရယူနေကြတာလဲအခက်အခဲတွေကဘာတွေလဲတည်င်းပြည်စုံကိုအာမီကတင်ဆက်ထားပါတယ်။ ဖုန်းလိုက်နဲ့အင်တာနက်ဖြတ်တောက်မှုတွေကြားကနေပြည်သူတွေအနေနဲ့သူတို့သိကျင်တဲ့သတင်းအချက်အလက်တွေရယူရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အညာဒေသကိုရောက်ခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဦးတန်ခဲကအခုလိုမျိုးပြောပါဗျ။ကျွန်တော်တွေ့တဲ့လူထုကြားထဲမှာ TV ကြည့်တဲ့လူထန်းစားမရှိတော့ဘူး။နောက်တစ်ခါတော့လူထန်းစားဆိုရယ် TV ကြည့်တဲ့ကြည့် TV ပေါ်မှာမိပြီးတော့သတင်းယူကြတော့မယ်ဆိုတော့အခြေအနေတော်တော်ရှားပါတယ်။ အိမ်တိုင်းကိုစီမှာတော့အခုပြောနေတဲ့အဲဒီဒီတယ်လီဖုန်းဒါမှမဟုတ်လဲတက်ဘလက်လိုဟာမျိုးတွေနဲ့အဲဆက်သွယ်မှုစနစ်ကိုဒါမှတတိအချက်လက်အဲဒီဒီသူတို့အတွက်ဟိုဘယ်လိုပြောမလဲဆိုရင်ရယူတဲ့ပုံစံပေါ့အဲအဲ့ဒီဘက်ကိုပြောင်းသွားပြီလို့ဟိုတွေ့ရတယ် အညာပြည်သူတွေဟာဖုန်းလိုင်းနဲ့အင်တာနက်ဖြတ်တောက်မှုတွေကြောင့်သတင်းအချက်အလက်ရယူဖို့ခက်ခဲမှုတွေကို အချိန်တော်တော်ကြာကြုံတွေ့ခဲ့ရပြီးလက်ရှိမှာတော့စစ်တပ်ထိန်းချုပ်မှုအောက်ကမဟုတ်တဲ့အမေရိကန်တထေးကြီး Elon Musk ရဲ့ Starlink အင်တာနက်ကိုအသုံးပြုပြီးသတင်းအချက်အလက်တွေကို ပြန်လည်ရယူနေပြီလို့ပြောပါတယ်။ အများစုရသတင်းပေါ်မှာမိခိုနေတာကတော့ခုပြောတဲ့ satellite center တွေကကျွန်တော်တို့လူမှုအတွက်သတင်းအချက်လက်စုဆောင်းတဲ့နေရာနောက်တစ်ခုကတော့အချင်းချင်းဆက်သွယ်တဲ့နေရာအဲနောက်မိသားစုချင်းပဲဖြစ်ဖြစ်အဲနောက်အဲဝေးကွာနေတဲ့နိုင်ငံခြားကိုလည်းဆက်လို့ရတယ်ကိုဗမာပြည်ထဲမှာအချင်းချင်းလည်းဆက်လို့ရတယ်ဆိုတော့အခါကျတော့ဒါသူတို့ချင်းချင်းကြားမှာသတင်းချက်လက်တွေကိုဟိုဟိုဟိုပြောဆိုနေတာတွေရှိတယ် အနာသိမ့်ပြင်းနောက်စစ်ကောင်စီကတရဲအမောင်ချဖို့အတွက်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုပြည်နယ်နဲ့တိုင်းဒေသကြီးအတော်များများမှာဖြတ်တောက်ခဲ့ပြီးလူခွင့်ရေးချိုးဖောက်မှုတွေကိုကြည်ကြဲပြန်ပြန်ကျူးလွန်ခဲ့တယ်လို့လူခွင့်ရေးလှုပ်ရှားသူတွေနဲ့ပြည်သူတွေကဆိုကြပါတယ်ဖုန်းလိုင်းနဲ့အင်တာနက်ဖြတ်တောက်ခံရမှုတွေကြောင့်အညာဒေသကပြည်သူတွေဟာတရဲအချက်လက်ရယူဖို့အခက်အခဲတွေရှိလာကြတဲ့အပြင်အွန်လိုင်းကနေဈေးဟောင်းတဲ့သူတွေအွန်လိုင်းကနေတဆင့်လှုပ်ဆောင်နေရတဲ့ငွေသွင်းငွေထုတ်လုပ် ငန်းတွေလည်းရပ်တန့်သွားတယ်လို့ပြောပါရယ်လက်ရှိမှာတော့အညာဒေတာကပြည်သူတွေဟာ Starlink Internet ကိုအသုံးပြုလို့ရလာတဲ့အတွက်သူတို့သိကျင်တဲ့ဒေတာတွင်းနဲ့နိုင်ငံတော်ကနိုင်ငံရေးစီးပွားရေးလူမှုရေးလူခွင့်ရေးချိုးဖောက်ခံရမှုအဆရှိတဲ့သတင်းတွေကိုပြန်လည်ရယူနိုင်ကြပြီဖြစ်တယ်လို့ပြည်သူအချင်းချင်းကြားမှာလည်းသတင်းဖလှယ်မှုတွေကိုလှုပ်ဆောင်နေတာတွေကိုတွေ့ခဲ့ရတယ်လို့ရဲဘော်တန်းကပြောပါတယ်ရှင် အရခတ်သက်တော်အေအေထိတ်ထုတ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းပုံနှကျုံမြို့နယ်ကကျေးရွာ90ကျော်မှာတောက်တုံးရီအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့စစ်ပေးရှောက်ကူညီလှုပ်ဆောင်နေသူတွေကပြောပါရယ်ပုံနှကျုံမြို့နယ်ဟာနေ့စဉ်ရင်ရှားပါမှုနဲ့ကြုံတွေ့နေရပေမဲ့ဒီနေ့မှာပိုဆော်ပြီးရင်ရှားပါမှုကိုကြုံတွေ့နေရတယ်လို့ဆိုပါရယ် 2024ဒီဇင်ဘာလကစပြီးရေရှားပါမှုစတင်ခဲ့တာကြောင့်ကြေးရွာတွေမှာရေအေးမြင့်တွေနေပါလာပြီးစစ်ဘေးရှောင်တွေတိုးလာတာကြောင့်ရေရှားပါမှုကပိုဆိုးလာတယ်လို့၄ယောက်ချီဖော်ရီရှင်ကတာဝန်ရှိသူကပြောပါတယ်။ကြေးရွာတွေမှာမိုးရေတိုးလောက်ကန်ရှိပေမဲ့ဒီနေ့မှာရေကန်တွေစောစောခန့်ချောက်သွားတယ်လို့ရာသီဥတုပြောင်းလဲမှုတွေကြောင့်လည်းရေရှားပါမှုကပိုဆိုးလာတာလို့ဆိုပါတယ်။ ပုံနေကျုံမြို့နယ်ကကြေးရွာရီမှာမြို့ပေါ်ကစစ်ရှောင်းရီနဲ့စစ်သွေးရတိတောင်မြို့နယ်တွေကနေစစ်ဘေးရှောင်စုစုပေါင်း6000နီးပါးလာရောက်ခူလုံနေကြပြီးရေရရှိရေးအပအဝင် နေထိုင်စားတောက်ရေးအတွက်အလူရှင်တွေကသာအားကိုးနေကြရတာဖြစ်ပါတယ်။လက်ရှိမှာတောက်တုံးရီရှားပါမှုကပိုဆိုးလာနေတာကြောင့်ကြေးရွာတာဝန်ရှိသူတွေကတမိသားစုကိုတရက်ရေနဂလန်ပဲခက်ခွင့်ပြုထားတယ်လို့ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတဝန်းအရက်သားတည်ဆုံမှုဟာစကိုင်းတိုင်းထဲမှာအများဆုံးဖြစ်တယ်လို့ Data for မြန်မာကထုတ်ပြန်ထားပါတယ်။ Data for မြန်မာရဲ့ match လ12ရက်နေ့ထုတ်ပြန်ချက်အရ2023ခုနှစ် match လကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းစကိုင်းတိုင်းဒေသမှာအကြမ်းဖက်မှုတွေကြောင့်အရက်သား9300ကျော်တည်ဆုံခဲ့ပြီး3800နီးပါးဒဏ်ရာရခဲ့ပါတယ်။ ဒါပြင်2025ခုနှစ်ဇန်နဝါရီလအတွင်းစကိုင်းတိုင်းထက်ကမြို့နယ်22ခုမှာအရက်သား43ရောက်တည်ဆုပ်ခဲ့ပြီးဒဏ်ရာရသူ66ရောက်ရှိခဲ့ပါတယ်။စကိုင်းတိုင်းထက်မှာရွှေဘူခရိုင်ကအရက်သားတည်ဆုပ်မှုအများဆုံးဖြစ်ပြီးတည်ဆုပ်သူ1400ကျော်ရှိခဲ့ပါတယ်။မုံရွာနယ်စကိုင်းခရိုင်မှာတည်ဆုပ်သူ600ကျော်စီရှိခဲ့ပြီးကံဘလူးရင်းမပင်နဲ့ကလေးခရိုင်မှာလည်းတည်ဆုပ်သူအယောက်900ကျော်ရှိခဲ့ပါတယ်။ အရက်သားတည်ဆုံမှုစုစုပေါင်းရဲ့83ရက်ခိုင်နှုန်းဟာအရက်သားတွေကို ပြင်းမဲ့ထားတက်ဖြတ်မှုတွေကြောင့်ဖြစ်ပြီး27ရက်ခိုင်နှုန်းကတော့လက်နက်ကြီး drone မိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား428ယောက်တည်ဆုံခဲ့ပြီး932ယောက်ဒဏ်ရာရခဲ့ပါတယ်။အရက်သားတည်ဆုံသူတွေထဲမှာအသက်18နှစ်အထက်အမျိုးသားက90ရက်ခိုင်နှုန်းရှိပါတယ်။အမျိုးသမီးနဲ့ကလေးငယ်တွေတည်ဆုံရတဲ့အဓိကအကြောင်းရင်းကတော့ လက်နက်ကြီး drone မိုင်းနဲ့ဒီကြောင်တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်ဒီလိုအကြမ်းဖက်မှုတွေဟာစကိုင်းတိုင်းရဲ့မြို့နယ်အများအပြားမှာဆက်လက်ဖြစ်ပွားနေပြီးအရက်သားတွေရဲ့ဘဝနဲ့လုံခြုံရေးကိုကြီးမားစွာချိန်ချောက်နေတယ်လို့ဆိုပါတယ်ရှမ်းပြည်တောင်ပိုင်းမိုင်းဆက်မြို့တောင်ဘက်နမ်ခုံမြစ်အထက်ပိုင်းမှာတရုတ်ကုမ္ပဏီတွေ24နာရီပတ်လုံးရွှေတူးဖော်နေတာကိုဒေသခံထိုင်းပြည်သူ900ကျော်ကစုဝေးပြီးကန့်ကွက်စင်နာပြခဲ့ကြပါတယ် ထိုင်းနိုင်ငံချင်းမိုက်ခရိုင်မဲ့အိုင်မြို့နယ်တာတွန်းကျေးရွာကဒိသခဲပြည်သူ900ကျော်ကမတ်လ14ရက်နေ့မှာနမ်ခုံမြင့်စီလမ်းလျှောက်ချီတက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီနေ့ဟာအပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေနဲ့တိုက်ဆိုင်နေတာကြောင့်ဒိသခဲတွေကနမ်ခုံမြင့်ကိုကာကွယ်ဖို့တောင်းဆိုခဲ့ကြတာပါ။ဒေသခံတွေကရှမ်းပြည်နယ်အရှိပိုင်းနမ်ခုံမြစ်တလျှောက်မှာတပ်တူတူဖို့နေတာနဲ့တစ်တော်ပြုတ်တီးတာတွေကြောင့်ဖြစ်လာတဲ့နေဆက်ဖြတ်ကျော်အကျိုးသက်ရောက်မှု ရေကြီးရေလျှံမှုတွေကိုဆက်ကျင်တဲ့စိုက်ဘုတ်တွေကိုက်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ SHRF ရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာမိုးခေါတာရေကြီးတာတောမီလောင်တာလေထုညှိညဲတာနဲ့ရာသီဥတုပြောင်းလဲတာတွေဟာလူသားတွေရဲ့ဘဝနဲ့နေထိုင်မှုကို ထိခိုက်စေတယ်လို့ဖော်ပြထားပါတယ်။ 2023ခုနှစ်ကစပြီးဝပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ထိချုပ်ထားတဲ့မိုင်းဆက်မြို့တောင်ပိုင်းနဲ့မိုင်းယုံမြို့တွေမှာနမ်ခုံမြစ်ကဲတလျှောက်အကြီးစားရွှေသူဖော်မှုတွေလှုပ်လာခဲ့တာပါ2024စက်တင်ဘာလမှာရွှေတူးဖော်မှုကနေစွန်ပြစ်ပစ္စည်းတွေကြောင့်နမ်ခုံမြင့်ရေကြီးပြီးဒေသခံတွေဆူဆူရွရွထိခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။မာယုမှာရှိတဲ့နမ်ခုံမြင့်ပေါ်က ရွှေသူဖော်မှုတွေဟာလွန်ခဲ့တဲ့လတွေအတွင်းပိုပြီးကျယ်ပြန့်လာခဲ့ပြီး24နာရီပတ်လုံးသူဖော်နေကြတယ်လို့ဒေတာခန်တွေကပြောပါတယ်။တရုတ်ကုမ္ပဏီလေးခုကတရုတ်အလုတ်သမားအများစုအပါအဝင် အလုတ်သမား300နီးပါးနဲ့သူဖော်နေပြီးညစ်ကမ်းဘေးကတောက်ကုန်းရီမှာတမကမြစ်ထဲမှာပါရွှေဖော်ရီနဲ့သူဖော်နေကြတယ်လို့ဆိုပါတယ်။ ဒေသခံထိုင်းပြည်သူတွေကတဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာရွှေတူးဖို့ရဲဒေသကိုတာမကအိနီချင်းနိုင်ငံတွေကပြည်သူတွေကိုပါထိခိုက်စေနိုင်တယ်ဆိုတာကိုအသိပေးဖို့ရည်ရွယ်ပြီးဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်အမေရိကန်ကပေးအပ်တဲ့ USAID အကူအညီရပ်တန့်သွားပြီးနောက်ဂရနီပြည်မှာအခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ကာကွယ်ဆေးအသွက်အကူအညီတွေဆက်လက်ရရှိဖို့စူးစမ်းနေကြပါတယ်။ဒီကြောင့်ကိုပီတာကတင်ဆက်ထားပါတယ် အမေရိကန်ကဘီအက်တဲ USA အကူအညီရပ်တန့်သွားတာကြောင့်လူထုကျန်းမာရေးနဲ့ဖွံ့ဖြိုးရေးကွန်ရက် CHDN ကိုထောက်ပံ့ပေးနေတဲ့ဝင်ငွေ35ရာခိုင်နှုန်းဆုံးရှုံးသွားခဲ့ပြီးကျန်းမာရေးနဲ့ပတ်သက်လို့ဆက်ပြီးလှုပ်ဆောင်နိုင်ဖို့ရထားတဲ့လုပ်ငန်းတွေအားလုံးအထူးသဖြင့်အခြေခံကျန်းမာရေးစောင့်ရှောက်မှု primary hack ကလုပ်ငန်းတွေကိုရပ်နာထားလိုက်ရတယ်လို့ဆိုပါရစေ။ ကျမရင်းနဲ့ပတ်သက်ရော အလုံးတိကျနိုင်ပါလေဒါမဲ့လောလောဆယ်မှာဒီ USA ဖန်ချောက်တိကျတိကျနိုင်တယ်ကဘမနာကျမရင်း social prime hacker လို့ခေါ် prime hacker ကောင်းစေအောက်ကလုံငန်းအာစီမံကိန်းတချို့နဲ့တိကျကိုရှိလို့လုံငန်းတချို့ကတော့ကျွန်တော်တို့ဟိုတိကျနိုင်ပါလေဒီလိုလုပ်ငန်းတွေရပ်တန့်သွားနိုင်တဲ့နေရာတွေထဲမှာ Greeny ပြည်ကမြို့နယ်ခုနှစ်ခုမှာရှိတဲ့ဝိလံခေါင်ဖျားတဲ့ရွာတွေအပြင် ရှန်ကရီနီနေဆက်ကဖေခုံမုံပြဲနဲ့ပင်လောင်းမြို့တွေထဲကရွာတွေလဲပါနေပါတယ်။ဒါအပြင် CHDN ကပြီးနေတဲ့အခြေခံပနမအချမ်းမရေးဆောက်ရှောက်မှုတွေထိခိုက်သွားနိုင်တဲ့အထက်မှာကရီနီနဲ့ကရင်နေဆက်ကတန်တောင်ကြီးမြို့နယ်ထဲမှာရှိတဲ့ရွာတွေအပါအဝင်ရွာပေါင်းတထောင်ကျော်ကဒေသခံပြည်သူတွေလဲပါဝင်နေပါတယ်။နောက်ဆက်တွဲအနေနဲ့ကာကွယ်ဆေးပြလတ်တာတွေကိုဝန်ဆောင်တွေအတွက်ချမ်းမာရေးဆောက်ရှောက်မှုမရတော့တာတွေ လေးငယ်တွေအဟာရချူတဲ့တာတွေကျန်းမာရေးအသိပညာရော့ကျသွားတာကြောင့်ကူးစက်ရောဂါတွေပြက်ပွားလာတာတွေလည်းဖြစ်လာနိုင်တယ်လို့ conflict ကပြောပါတယ် greenie ပြည်မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း IEC ကဖွင့်လှစ်ထားတဲ့စစ်ရုပ်စီခန်းတွေနဲ့ဘာသာရေးအဖွဲ့အစည်းတွေကဥဆောင်ပြီးဖွင့်လှစ်ထားတဲ့စစ်ရုပ်စီခန်းတွေရှိပေမဲ့အဲ့ဒီ data တွေအားလုံးကိုလွှမ်းခြုံနိုင်မှုမရှိဘူးလို့ဆိုပါတယ်ဒါကြောင့်နိုင်ငံတကာရဲ့အကူအညီတွေဆက်ပြီးရရှိနိုင်ဖို့အရေးကြီးတဲ့အတွက်အခြားသောဥရောပနိုင်ငံတွေစီကနေ အကူအညီတွေရရှိဖို့အတွက်ကြိုးစားနေတယ်လို့ဆိုပါတယ်ကျွန်တော်တို့ပြင်ဆင်ထားတာစဉ်းစားထားတာတော့အကောင်းဆုံးကတော့နောက်ထပ်အခြားဥရောပတို့နိုင်ငံအလူရှင်တွေကိုကျွန်တော်တို့စူးစမ်းနေတယ်တကယ်လို့အဲ့ဒီနိုင်ငံတွေအကူအညီတွေရခဲ့ဆိုလို့ဒီ USA Farm နဲ့ Grant ထားတဲ့အချင်းကြီးလေ Grant ထားတဲ့ project တွေလည်းကျွန်တော်ရထားရတန်းထားဖို့မလို့ကျွန်တော်ဆက်သွားလို့ရအောင်နော် USA ရဲ့အကူအညီရတန်းသွားပြီးနောက်အခြားအလူရှင်နိုင်ငံတွေဖြစ်တဲ့ပြစ်တက်ဆွစ်ဇာလန်ကနေဒါ UK လိုလိုနိုင်ငံတွေကအလူရှင်တွေနဲ့ပြန်ပြီးချိတ်ဆက်နေတယ်လို့ဆိုပါတယ်။ American တမ်ဒတ် Donald Trump က USA ဟာ American ရဲ့အကျိုးစီးပွားနဲ့မကန့်ညီပဲငွေတွေကိုလိမ့်လဲထောက်ယူနေပြီးအလဟတဖြုတ်တီးနေတယ်ဆိုတဲ့ဆူဆွဲချက်တွေနဲ့ကူညီထောက်ပံ့မှုတွေကို2025 February လ3ရက်နေ့ကစပြီးရက်90အကြာယာယီရပ်ဆိုင်ထားလိုက်တာဖြစ်ပါတယ်။ဒီရက်ပေါင်း90အလွန်မှာလည်းအခုအညီတွေဆက်ပြီးရရှိနိုင်ဖို့မတိချာတော့တာကြောင့်တခြားကူညီပေးနိုင်မဲ့ အလူရှင်တွေကိုရှာဖွေနေကြရတာဖြစ်ပါတယ်။စစ်ကောင်စီကလုံမဲ့ရွေးကောက်ပွဲအတွက်နိုင်ငံတကာအတိအမှတ်ပြုမှုရဖို့မြမအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကိုအတုံးချဖို့စ조사နေတယ်လို့လူ့အခွင့်အရေးလေလာစာကြည့်နေတဲ့အဖွဲ့တွေကပြောပါတယ်။ဒီအကြောင်းကိုလည်းကွန်ပျူတာကပဲတင်ဆက်ထားပါတယ်။နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာမဟာမိတ်အဖွဲ့ကန်နူရီက MNACR ဟာ ါရီအခြေခံမှုတွေကိုလိုက်နာမှုမရှိဘဲလွတ်လပ်ပြီးထိရောက်တဲ့လူအခွင့်အရေးကာကွယ်မှုတွေမလုပ်နိုင်တာကြောင့်2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာအဖွဲ့ဝင်အဖြစ်ကနေရုပ်သိမ်းလိုက်ပါတယ်။ဒီလိုထုတ်ပယ်ခံလိုက်ရတာဟာစစ်ကောက်စီအတွက်နိုင်ငံတကာမှာတရားဝင်မှုရဖို့ကြိုးစားနေတဲ့လောက်ရက်ကိုဟန်တာလိုက်တယ်လို့ဖြစ်သွားပြီးရွေးကောက်ပွဲအတွက်နိုင်ငံတကာဖိအားတွေပိုပြီးများလာနိုင်တယ်လို့ဆိုပါတယ်။ စီအုပ်စုအတွက်ကနိုင်ငံတကာကိုသူတို့ကရွေးကောက်ပွဲလုပ်လိုက်ပါပြီဆိုပြီးတော့မှအဲ့ဒီရွေးကောက်ပွဲရလက်ကနေပြီးတော့မှထွက်လာတဲ့အာနော်ဟိုဒူရီနဲ့သူတို့အစိုးရတခုဖွဲ့တာမျိုးလောက်ရတော့မှာမလားရွေးရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရမှာလူအခွင့်ရေးကော်မရှင်ဆိုတာလည်းရှိပါတယ်ဆိုပြီးတော့သူတို့နိုင်ငံတကာအဝန်ဝိုင်းစီကတရားဝင်မှု legitimacy ကိုသူကပြပြီးတော့မှသူကတောင်းပါလေ မြူတာညညရေးအစိုးရ NUG ကလည်း MNICR ကိုအတိအမှန်မပြုဘဲဖျက်သိမ်းလိုက်ကြောင်းဖေဖော်ဝါရီလ23ရက်နေ့မှာကြေညာခဲ့ပါတယ်စစ်ကောင်စီဟာနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်အထူးကြံနေတဲ့အခြေအနေကိုဖြေရှင်းနိုင်ဖို့ MNICR ကိုအတုံးချဖို့ကြိုးစားနေတာပါကီလိုဖြစ်ပွားပြီးနောက်ပိုင်းစစ်ကောင်စီက MNICR ကိုဒီနှစ်ဇန်နဝါရီလ31ရက်နေ့မှာအသစ်ပြလန်ဖွဲ့စည်းခဲ့ပြီးအရင် MNICR ဥက္ကဋ္ဌဟောင်းဦးပေါ်လွင်စိတ်ကိုပဲပြလန်ခတ်အပ်ခဲ့ပါတယ် ။ तू ကကျတော့လူကိုပဲဟိုဟိုဟိုတစားဒီတစားကိုလူကိုအပေါ်နဲ့အောက်နဲ့ပြန်ပြောင်းပြန်လှမ်းပြီးပြောင်းပြစ်တာလို့ပါလို့ဒီလောက်ပဲလောက်တာ။ဒါပေမဲ့အဲ့လိုလောက်လိုက်ချင်းကဘာမှမဟုတ်ဘူး။အဓိကကလာမယ့်ကာလခုနကရွေးကောက်ပွဲနဲ့ချိန်ပြီးတော့မှ तू ကနိုင်ငံတကာစီကနေတရားဝင်မှုကိုယူနိုင်ဖို့အတွက်ကို तू ကကြိုးပြင်းတဲ့သဘောပါပဲ။ကန်နူရဲ့ဒီလိုထုတ်ပယ်လိုက်တာဟာစစ်ကောက်စီအတွက်နိုင်ငံတကာမှာပိုပြီးအထူးချန်စီမှာဖြစ်တယ်လို့ တရားမျှတမှုကိုနှစ်ပေါင်းများစွာရှာဖွေနေကြတဲ့တိုင်းသားပြည်သူတွေနဲ့တော်လိုင်းရင်အားစုတွေအတွက်အခွင့်အလမ်းတရားဖြစ်လာစေတယ်လို့လူခွင့်တက်ကြွလှူရှားသူတွေကပြောပါတယ်။စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူဂျင်းမင်းအောင်လိုက်ကတော့2025ခုနှစ်နှစ်ကုန်ပိုင်းဒါမှမဟုတ်2026ခုနှစ်နှစ်ဆန်းပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။